်မင်္ဂလာပါရှင်ကျမတော့ဖူးဤနွယ်ပါ DV ယူမင်တန်ကြရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရောင်းမယ်စစ်တပ်ပြန်သိမ်းယူထားပြီးရွေးကောက်ပွဲကျင်းပဖို့စီရင်ထည့်ထားတဲ့ကြောင်မဲမြို့မှာအော်တိုဘားလ၂ရက်နေ့မိုးလွယ်ပိုင်းကဌာနဆိုင်ရာတွေဝင်ရောက်လာပေမဲ့စစ်ရှောင်တွေကိုခွင်ခွင့်မပြုသေးဘူးလို့ဒေသခံတွေစီကနေသိရပါဗျ။ အော်တိုဘားလ၂ရက်နေ့မနက်ပိုင်းကစပြီးတော့မြို့ရဲ့အရှိတ်အဝါနဲ့အနောက်ဘက်မှာပြစ်ခတ်တံတွေကြားနေရပေမဲ့ပြင်းထန်တာမျိုးမဟုတ်တာကြောင့်ရှင်းလင်းလုံနေပုံရတယ်လို့မြို့ကန်တယောက်ကပြောပါတယ်။လက်ရှိအချိန်အထိစစ်ဆောင်တွေကိုပေးမဝင်သေးပေမဲ့မြို့ထဲမှာရှိနေတဲ့ဒေသခံတွေကတော့လွတ်လွတ်လပ်လပ်သွားလာလို့ရတယ်လို့သိရပါတယ်။ စစ်တပ်ထောက်ခံသူတွေကတော့စစ်တပ်ကကြောင်မဲမြို့ပြည်နယ်ထူထောင်ရေးအတွက်မိသက်ကားနှစ်စီးအပါအဝင်ဌာနဆိုင်ရာအစိုးရဝန်ထမ်းတွေရဲ့ကား20ကျော်ပါရင်တန်းအော်တိုဘားလ2ရက်နေ့နေ့လယ်ပိုင်းကကြောင်မဲမြို့တွေရောက်ရှိလာတယ်လို့ဆိုရှယ်မီဒီယာမှာရေးသားထားသလိုဗီဒီယိုဖိုင်တွေလည်းတင်ထားတာကိုတွေ့ရပါတယ်စစ်တပ်ကကြောင်မဲမြို့ကိုပြန်သိမ်းယူအပြီးမှာတီဘောဘက်ကိုမြေပြင်ကနေထိုးစစ်ဆင်ဖို့ပြင်ဆင်နေသလို အော်တိုဝါလာ၂ရက်နေညကလည်းတီပေါမျိုးကိုလေကြောင်းကနေပုံကျဲသွားပေမဲ့နေရာနဲ့ဖြစ်စဉ်အတိအကျကိုတော့မသိရှိရသေးကြောင်းဒေသခံကနေစီကနေသိရပါတယ်ရှင်။ရွေးကောက်ပွဲကျင်းပမဲ့ KNP နဲ့မြို့တော်လွိုက်ကောမှာတအိမ်တယောက်မဖြစ်မနေမဲထဲ့ဖို့လိုက်လံနှိုးဆော်နေပါတယ်။ဒီသတင်းကို Morris ကပေးပို့ထားပါတယ်ရှင်။လာမယ့်ဒီဇင်ဘာ28မှာကျင်းပမယ်ရွေးကောက်ပွဲအပိုင်း1ကိုဂရီနီပြည်နယ်ကမြို့တော်လွိုက်ကော်နဲ့ဘော်လခဲမြို့မှာရွေးကောက်ပွဲလုပ်နိုင်ဖို့အတွက်စစ်တပ်ဘက်ကပြင်ဆင်နေပါဗျ ဒါကြောင့်လိုက်ကောမျိုးပေါ်ကရက်ွက်တွေမှာတအိမ်တယောက်စီမဖြစ်မနေမဲထဲဖို့အတွက်ရက်ွက်အုပ်ချုပ်ရေးမှုတွေကအစည်းအဝေးခေါ်ကတတိပေးထားတယ်လို့မြို့ခံတွေကဆိုပါတယ်လက်ရှိဘလူးချောင်းရေတက်လာလို့ရက်ွက်ရှစ်ခုထက်မနည်းရေမြုပ်နေပြီမဲ့ရေဘေးထက်မဲစင်းရင်လာစစ်ဖို့ကသာကားတွေနဲ့ပတ်ပြီးနှိုးစော်နေတယ်လို့ဓမာယုံရက်ွက်ကဒေသခံတယောက်က DPP ကိုပြောပါရယ်ရက်ွက်အုပ်ချုပ်ရေးမှုတွေကအိမ်တော်စုစင်ရင်တွေကိုပြီးခဲ့တဲ့လတွေကလိုက်လံကောက်ကန်ထားပြီး မဲမထင်ဥပဒေအရအေးအေးယူမယ်လို့ဆိုပါရယ်လက်ရှိအခြေအနေတွေကိုရှင်းပြထားတဲ့ဓမာယုံရက်ကွက်ခံတူရဲ့ပြောပြချက်ကိုလုံခြုံရေးအသံစာထုတ်ဖတ်ပေးထားပါရယ်ပြီးခဲ့တဲ့လရက်ကွက်ဥက္ကဋ္ဌကနေပြီးတော့တရင်တယောက်စီဝေးခေါ်တယ်မဖြစ်မနေမဲထဲဖို့ပြောတယ်ရက်ကွက်ထဲမှာတော့မဲမထင်ခေါ်ဆစ်ဆေးမယ်ပါညာပြောနေကြတာပေါ့နောက်ဒီမနေ့မှာပဲမဲစင်းလာကြည့်ဖို့ဆိုပြီးတော့ကားနဲ့မြို့ထဲမှာပတ်ပြီးတော့អော်နေပြီဒီမှာနေတဲ့သူအများစုကတော့မဲထဲမလားမထဲဘူးလားဆိုတာတည်းဒီနှစ်ဖက်ချားမှာညက်နေမှာပဲကြောက်ကြတယ်မဲပေးပွဲမတိုင်ခင်မှာတိုက်ပွဲတွေဖြစ်လာမှာဆိုပြီးတော့ကြောက်နေကြတယ် လွိုက်ကော်မျိုးပေါ်မှာအခုလိုမဲထဲဖို့လိုက်လံတိုက်တွန်းနေတာရှိသလိုညဘက်ဒီမှာလူငယ်တွေအဖမ်းခံရပြီးပတ်စံနဲ့လိုက်ရွေးရတဲ့ဖြစ်ရပ်တွေအဖြစ်များလာတဲ့အတွက်မြို့ကန်တွေကစိုးရိမ်နေကြပါတယ်မြို့ကန်တယောက်ကတော့မဲဆွယ်နေကြပြီမဲ့ပြည်သူလုံခြုံရေးကိုဘယ်သူမှအကာအကွယ်မပေးနိုင်ဘူးလို့ဆိုပါတယ်မေတ္တာအတင်းတမထိတ်ခိုင်းတာဘဒုမသူတို့ပြည်သူလို့ချွေရတဲ့သူတို့မလုတ်ပေးနိုင်ဘူးပေါ့နော်ကိုယ်ကလည်းမထည့်ချင်လဲထည့်ရမှာဆိုတဲ့အတိုင်းပဲပေါ့နော် အဲစီမူထန်ခေါ်တာတော့ဒီညအချိန်မတော်လူငယ်တွေတွားရည်လဲဖန်ခေါ်တယ်ဒါပေမဲ့တချို့ပတ်စံတဲ့ယူခိုင်းတယ်တချို့ကျတော့သူတို့ရက်ွက်လူကြီးတွေနဲ့ကုညီတောက်ပြပြယူခိုင်းတာမျိုးလုပ်တယ်နောက်အဲဘယ်လိုပြောရမလဲသူအချိန်ဆက်နဲ့သူစီဒီအိုင်မလုပ်တဲ့လူတွေကကုညီတောက်ပြီးတော့အဲချိန်ဆက်နဲ့ပြယူရတာမျိုးတွေလဲလုပ်တယ်တချို့ကလောက အစီအမပြည်တဲ့လူကြတော့လည်းဘာလူလူနဲ့ပါသွားတာမျိုးတွေလည်းရှိတာပေါ့နော်အတိကတော့စင်းရဲအောက်ခြေလူတန်းစားတွေပဲများတာယူကော့ဘွေချင်းပါမဲ့နောက်တစ်မျိုးဖြစ်တဲ့ဘောလခဲမျိုးမှာတော့လက်တလောတိုက်ပွဲတွေပြင်းထန်နေလို့ခရီးအမျိုးသားကာကွယ်တပ်ကနေပြီးအပြည်သူတွေလုံခြုံရေးတတိရှိဖို့ထုတ်ပြန်ထားပါသေးတယ်။ ော်လိုင်းတပ်ပေါင်းစုတွေထိန်းချုပ်ထားတဲ့မဲဆက်ရှားတော်နဲ့ဖားဆောင်မျိုးတွေမှာရွေးကောက်ပွဲလုပ်နိုင်မှာမဟုတ်ပဲမျိုးတော်လွိုက်ကော်နဲ့ဘော်လက်ခဲမှာပဲရွေးကောက်ပွဲလုပ်မယ်လို့ရွေးကောက်ပွဲကော်မရှင်ဘက်ကကြေညာပြီးတဲ့နောက်မှာစစ်တပ်ဘက်ကဒီမော့ဆိုဖရူဆိုဘော်လက်ခဲကာလာမိုင်နာတဝိုက်ကိုနည်းနည်းပြန်လည်ဆိုးမှုဖို့အတွက်ပြီးခဲ့တဲ့လတွေကထိုးစစ်ဆင်နေတာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်မော်ရစ်ပါ ီဇင်ဘာလထဲမှာကျင်းပမယ့်ရွေးကောက်ပွဲအတွက်စစ်တပ်ဟာခရီးနီပြည်နယ်ထဲမှာသူဆုံးရှုံးထားတဲ့နေမျိုးတွေကိုပြန်ရဖို့အင်အားအလုံးရင်းနဲ့စစ်မျက်နှာ၃ခုဖွင့်ပြီးထိုးစစ်ဆင်လာနေပြီလို့စက်တင်ဘာလ28ရက်နေ့မှာခရီးနီအမျိုးသားကာကွယ် DEF KNDF ကထုတ်ပြန်ထားပါတယ်ထုတ်ပြန်ချက်ထဲမှာဒီမော့ဆိုနဲ့ဖလူဆိုမြို့နယ်တဲကဒေသခံပြည်သူတွေအပြင်စစ်ပွဲနဲ့အနီးဆုံးနေရာမှာရှိနေကြမဲ့ပြည်သူတွေအနေနဲ့စစ်ရေးအခြေအနေကြောင့်လုံခြုံရေးသတိရှိဖို့အပြင် တော်လိုင်းတက်တရဲ့ထုတ်ပြန်ချက်တွေကိုလိုက်နာပေးကြဖို့တိုက်တွန်းထားတာဖြစ်တယ်လို့ KNDF ကဗဟိုနဲ့သတင်းပြန်ကြားရေးကဆိုပါတယ်စစ်တပ်ဟာပြီးခဲ့တဲ့ဩဂုတ်လ၈ရက်နေ့ကဒီမော့ဆိုဖရူဆိုလမ်းမကြီးကိုရပြီးတဲ့နောက်ဘော်လခဲဘက်ကိုထိုးစစ်အတွက်အင်အားပြင်ဆင်ဖြစ်တည်နေပြီးရှန်ကရင်နီနယ်ဆက်မိုးပြဲမှာလည်းစစ်ရေးလှုပ်ရှားမှုတွေလှုပ်ဆောင်နေကဖေကုံဘက်အချမ်းမှာတော့ပီအန်နိုပြည်သူစစ်နယ်ပေါင်းပြီးစစ်ကြောင်းထတ်ထိုးလာတဲ့အတွက် စစ်မျက်နှာသုံးခုနဲ့ထိုးစစ်ဆလာတာလို့ KNDF ကဗဟိုသတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူက DBP ကိုပြောပါတယ်။ဒီမော့ဆိုရတဲ့ပြုဆိုသူကလည်းစစ်တောင်းကတောင်းလင်းကကြောင်းခွဲပြီးထိုးတယ်လေ။နောက်တစ်ခုကဒီဖဲကုန်းမှာဆိုလို့ရှိရင်လည်းဒီတောင်းမဲတင်းဖက်မှာပေါ့နော်။တောင်းမဲတင်းဖက်မှာစစ်ကောင်စီနဲ့ပြည်သူနဲ့ပူးပေါင်းပြောမှသာစစ်တောင်းထိုးနေရမျိုးရှိတယ်ပေါ့နော်။အမှုပြဆိုလို့ရှိရင်လည်းအမှုပြမျိုးတွေမှာရှိတယ်သူတို့မိုးပြမျိုးမျိုးကိုတော့ထိန်ချုပ်ထားတယ်။မိုးပြမျိုးအပြင်ဖက်ကိုသူတို့ထွက်နိုင်ဖို့အတွက်သူတို့ 調査နေပေါ့เนาะစစ်ကောင်တရား調査နေရစစ်ကြောင်းထုတ်လွှင့်ရှားမှုတွေရှိတယ်။ဒါပေမဲ့ကျွန်တော်တက်ရင်လည်းဒီတင်မှုဖြစ်နေတယ်။အဓိကတော့စစ်မျက်နှာ၃ခုလောက်မှာဖြစ်နေရပေါ့တိုက်ပွဲက။ခရနီပြည်နယ်မှာလက်ရှိရာဒီဟာစပားရိတ်သိမ်းချိန်ဖြစ်တဲ့အတွက်ထိုးလာတဲ့စစ်ကြောင်းအနီးအနားကလဲခွင်းနေမှာလဲဆိုင်နေတဲ့သူတွေအဖမ်းစီးစစ်ဆေးခံရတဲ့ဖြစ်ရပ်တွေများလာတဲ့အကြောင်းကိုလည်းဒေသခံတွေကစက်ပြောပြပါဗျ။ ပြီးခဲ့တဲ့စက်တင်ဘာလ18ရက်နေ့ကမိုးပြင်းတဲ့လွိုက်ကောကြားမှာရှိတဲ့စော်ခီတော်ရွာနာမှာလဲဆိုင်နေတဲ့ဒေသခံအမျိုးသမီး3ဦးနဲ့အမျိုးသား2ဦးကိုစစ်တပ်ကဖမ်းဆီးပြီးခေါ်ယူစစ်ဆေးမေးမြန်းကပြန်လွှတ်ပေးလိုက်တယ်လို့ဆိုပါတယ်အဖမ်းခံရသူတွေဟာစစ်စေးမင်းမြန်းနေစဉ်အတွင်းနှိမ်မနှိပ်ဆက်ခံထားရတဲ့ပုံစံတွေနဲ့ပြန်လွတ်လာတာလို့ဒေတာခန်တွေကဆက်ရှင်းပြပါရယ်။စာနယ်ရိတ်ခါလိုအပ်ချက်မြင့်တက်နေတဲ့ခရနီပြည်နယ်မှာစစ်ဆောင်နေတဲ့ဒေတာခန်တွေကတော့ဝိုင်းရင်ဖြည့်ရှင်းမှုအတွက်တိုက်ပွဲတွေကြားတဲ့ကနေပဲလေယာဉ်အလုပ်တွေဆက်လုပ်နေရတာပါ။ စပါရေးရေးတဲ့နေရာတွေကလည်းအဓိကကဒီစစ်သားတွေနဲ့နှီးတာတော့နောက်ပြီးတော့သူများပြေးလို့သူတို့မပြေးပဲကြာခဲ့တဲ့ဟာတွေတော်တော်များများအဖန်ခံရတာအဲ့ဒီအဖွဲ့တွေပဲများတာပေါ့နော်နောက်တစ်ခုကသူတို့ကဒီအရှိမရေဘော်တွေကကဲနေတခြားလုပ်ပြီးနောက်ကနေ ဒီမလတ်မဝေးမှာရိတ်သိမ်းတာတို့တခုခုလို့ဒါတောင်ရလေရတို့လောက်တာတို့ဖြည်းဖြည်းပေါ့နော်သူက drone နဲ့ခြားလေအစီအမပြေအဲ့ဒါလေးလုံချုံမှုမရှိဒီမော့ဆိုနာတဝိုက်စစ်ကြောင်းထိုးပြီးတဲ့ရွာတွေမှာတော့စစ်တပ်ဘက်ကဒေသခံတွေကိုရေကောက်ပွဲအမိပြန်လာဖို့တိုက်တွန်းနေပြီးလူပြန်မနေတဲ့အိမ်တွေကိုပြည်သူပိုင်ဖြစ်သိမ်းမဲ့အကြောင်းလိုက်လံနှိုးဆော်နေတယ်လို့ဒေသခံတွေကဆက်ရှင်းပြပါတယ်။လာမယ့်ဒီဇင်ဘာလမှာလုံမဲ့ရေကောက်ပွဲအပိုင်း1မှာမြို့တော်လွိုက်ကော်နဲ့ဘောလက်ခဲမှာကျင်းပမှာဖြစ်ပြီး ဒေါ်လာ1တပေါင်းစုတွေရဲ့နည်းမြေစိုးမိုးမှုတွေကြောင့်ခရီးနီရဲ့မြို့နယ်တော်တော်များများမှာတော့ရွေးကောက်ပွဲပြုလုပ်နိုင်ခြင်းမရှိပါဘူးခင်ဗျာကျွန်တော်မော်ရစ်ပါအီရန်အပေါ်ကုလသမဂ္ဂရဲ့ဒဏ်ခတ်ပိတ်ဆို့မှုတွေပြန်ချမှတ်တာကိုရုရှားကအတိအမှတ်မပြုဘူးလို့ရုရှားနိုင်ငံဆိုင်ရာကုလသမဂ္ဂတန်အမတ်ကြီးဗာစီလီနေဗန်ဇီယာကအော်တိုဝါလာ1ရဲ့ပုံတူးနေ့မှာသတင်းတောက်တွေကိုပြောကြားခဲ့ပါတယ် အော်တိုဝါလာအတွက်ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့အလှည့်ကျဥက္ကဋ္ဌအဖြစ်ရုရှားနိုင်ငံကစတင်တာဝန်ယူခြင်းအထိအမှတ်သတင်းစာရှင်းလင်းပွဲတစ်ခုမှာဒီအစီအမံကိုမော်စကိုကလက်ခံမခံသတင်းတောက်တွေကမေးမြန်းခဲ့တာကိုပြန်လည်ဖြေကြားခဲ့တာပါဥရောပအင်အားကြီးနိုင်ငံတွေကအစပြုခဲ့တဲ့ Snapback လို့ခေါ်တဲ့လုပ်ငန်းစဉ်တစ်ခုအပြီးစနေနေ့ညနေပိုင်းမှာကုလသမဂ္ဂဟာအီရန်အပေါ်သူရဲ့နျူကလ িয়ার အစီအစဉ်နဲ့ပတ်သက်ပြီးလက်နက်ရောင်းချမှုပိတ်ပင်မှုနဲ့တခြားပိတ်ဆို့အရေးယူမှုတွေကိုလည်းပြန်လည်ချမှတ်ခဲ့တာပါ ကုလသမဂ္ဂရဲ့ပိတ်ဆို့အရေးယူမှုတွေကိုပြန်လည်လှုပ်ဆောင်လာရင်အီရန်ဟာလက်နက်ပိတ်ဆို့မှုယူရေနီယံတန့်စင်မှုနဲ့ပြန်လည်ဆက်ဆက်လှုပ်ဆောင်မှုအားလုံးကိုတားမြစ်ခံရခြင်းတွေအပြင်နျူကလ িয়ার လက်နက်တည်ဆောင်နိုင်တဲ့ပဲ့ထိန်ဒုံးကြီးတွေနဲ့ဆိုင်တဲ့လှုပ်ဆောင်မှုတွေအားလုံးကိုလည်းတားမြစ်ခံရမှာဖြစ်ပါရဲ့ရှင်။ TV ဥမင်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားကြရတာပါကျမတို့ဖူးဤနေပါကြည့်ရှုနာဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်